အားလုံးပဲမြင်လာပါရှင်ကျမကတော့အနန္ဒစေနာဖောင်ဒေးရှင်းမှာဒေါက်တာချူခန်းဆိုဖြစ်ပါတယ်လွန်ခဲ့တဲ့လအနေငယ်ကရန်ကုန်မှာ TV လူနာရီများလာတဲ့တင်းကိုကြားကြမှာပါ TV ဆိုတာကလူတဦးကနေတဦးကူးဆက်တဲ့တဲ့ယောဂါတစ်ခုဖြစ်ပါတယ်ဒါကြောင့်မို့လို့ဒီနေ့ဗီဒီယိုမှာတော့ TV နဲ့ပတ်သက်တဲ့အကြောင်းအရာလေးကိုဝေမျှပေးသွားမှာပဲဖြစ်ပါတယ် တီဗီယောဂါကဘာလို့ဖြစ်တယ်လဲတီဗီယောဂါဆိုတာမိုက်ကိုဘက်တီးရီးယားကျူပါကူလိုဆိုလို့ခေါ်တယ်ဘက်တီးရီးယားပိုးကနေလေးတုတွေကနေတဆင့်လူတအူးကနေခြားလူတအူးကိုကူးစက်တတ်တာပဲဖြစ်ပါတယ် စကားပြောတာတချင်းဆိုတာခြောက်ဆိုတာနှာချီတာနေတဆင်းလေးတူတွေကိုပြန့်နှံ့သွားပြီးတော့တခြားလူတဦးကရှူလိုက်မိတဲ့အခါမှာတီဘီရောဂါဖြစ်လာပါတော့တယ်။ဒါပေမဲ့တီဘီပိုးကဝင်တိုင်းလဲယောဂါဖြစ်တတ်ပါဘူး။ခန္ဓာကိုယ်ကခုခံအားတွေကတိုက်ထုတ်နိုင်တဲ့အတွက်ကြောင့်မလို့ယောဂါဖြစ်တဲ့အဆင့်တီမဖြစ်သွားရမျိုးလည်းရှိပါတယ်။တီဘီယောဂါကခန္ဓာကိုယ်ရဲ့ဘယ်နေရာတွေမှာဖြစ်နိုင်သလဲ။ အဆုတ် TV ကအဖြစ်များဆုံး TV ဖြစ်တာကြောင့်မလို့လူတွေကအဆုတ်မှာဖြစ်တဲ့ TV နဲ့ရင်းနှီးနေကြပေမဲ့ခန္ဓာကိုယ်ရဲ့တခြားနေရာတွေမှာလည်း TV ရောဂါဖြစ်နိုင်ပါသေးတယ်။အုံနောက်ထဲမှာလည်း TV ပြိုးဝင်ပြီးတော့အုံနောက်အမေရောင် TV ဖြစ်နိုင်တယ်လို့မျိုးဥလန်းချောင်းမှာလည်း UTV ဆိုတာရှိနိုင်ပါတယ်။ဒါအပြင်ခန္ဓာကိုယ်ရဲ့ပြန်ရည်ရောတွေမှာရှိတဲ့အကျိတ်တွေကြီးနိုင်တယ်လို့မျိုးပဲအရိုး TV ဆိုတာလည်းရှိပါတယ်။ကုံကုံပြောရမယ်ဆိုလို့ရှိရင်တော့ခန္ဓာကိုယ်မှာသပင်ကလွဲပြီးတော့နေရာအကုန်လုံးမှာ TV ရောဂါဖြစ်နိုင်ပါတယ်။ တီဘီယောဂါဖြစ်ရင်ဘယ်လိုလက္ခဏာတွေပြသလဲတီဘီယောဂါရဲ့လက္ခဏာတွေကိုပြောရမယ်ဆိုလို့ရှိရင်တော့နှစ်ပတ်ထက်ကျော်ပြီးတော့ဖျားတာနှစ်ပတ်တက်ပိုပြီးတော့ချောင်းဆိုတာကိုယ်လေးချိန်ကြတာပြန်ရည်ကြောအကျိတ်တွေကြီးတာမျိုးဖြစ်နိုင်ပါတယ်ဒီလက္ခဏာတွေဖြစ်နေပြီဆိုလို့ရှိရင်တော့တီဘီယောဂါဖြစ်လားဆိုတာကိုစဉ်းစားသင့်ပါပြီဒါအပြင်အုံနောက်ထဲကိုတီဘီဘိုးရောက်သွားမယ်ဆိုလို့ရှိရင်တော့တကိုယ်လုံးချိနဲ့ပြီးတော့ခြေလက်တွေမမြောင်နိုင်ဖြစ်တာတတိလက်တာမျိုးတွေလည်းဖြစ်နိုင်ပါတယ်တီဘီကွယ်ဆေးဆိုတာရှိလား တီဗီယောဂါကာကွယ်ဖို့အတွက်မွေးကင်းစားကနေပြီးတော့စပြီးတော့ထိုးပေးတဲ့ BCG ကာကွယ်ဆေးဆိုတာရှိပါတယ်။ဒီကာကွယ်ဆေးကမြန်မာနိုင်ငံရဲ့ကာကွယ်ဆေးထိုးတာ ကာကွယ်ဆေးတောက်တဲ့လုပ်ငန်းစဉ်ထဲမှာလည်းပါပါတယ်။ကာကွယ်ဆေးပါလို့ထိုးလဲဆိုလို့ရှိရင်တော့တီဗီယောဂါထဲမှာပေါ့နော်ပြင်းထန်တီဗီယောဂါအထူးသဖြင့်အုံနောက်အမေးရောင်တီဗီယောဂါတွေကိုမဖြစ်အောင်လို့ကာကွယ်ပေးနိုင်ပါတယ်။ဒါကြောင့်မို့လို့ကျမတို့ပေါ့နော်လူတော်တော်များများရဲ့လက်မောင်းမှာဆိုလို့ရှိရင်ဒီ BCG ဗက်ဆင်းထိုးထားတဲ့အမာရုပ်ကိုတွေ့ရတာပဲဖြစ်ပါတယ်။ ဒါပေမဲ့ဒီဗက်ဆင်းထိုးထားတာကလည်း TB ရောဂါကိုအပြည့်အဝတော့မကာကွယ်ပေးနိုင်သေးပါဘူး။ဘလို့လူတွေမှာ TB အဖြစ်များသလဲ။ ပြောရမယ်ဆိုရင်ဘသူမဆို TB ယောဂါဖြစ်နိုင်ပါတယ်အထူးသဖြင့်ပေါ့နော်ကိုခံအားနည်းတဲ့လူတွေမှာဆိုလို့ရှိရင် TB ယောဂါကုသဖို့ပို့ပြီးတော့လွယ်ပါတယ်ဘလို့လူတွေလဲဆိုတော့ HIV AIDS ယောဂါရှိတဲ့သူတွေစီးရွယောဂါရှိတဲ့သူတွေကိုခံအားနည်းတဲ့သူတွေအာဟာရချို့တဲ့သူတွေနဲ့အရက်လွန်ကျွန်တောက်တဲ့သူတွေမှာဆိုလို့ရှိရင်တော့ယောဂါဖြစ်နိုင်ခြေပို့ပြီးတော့များပါတယ်အရက်လွန်ကျွန်တောက်တဲ့သူတွေမှာဆိုလို့ရှိရင်အများတဲ့အရက်ပဲတောက်နေတော့ကြတော့ပေါ့နော်အစားတောက်မစားဖြစ်တဲ့အတွက်ကြောင့်မလို့အာဟာရချို့တဲ့ပြီးတော့ TB ယောဂါ ဆက်နိုင်ခြင်းများပါတယ်။ဒါအပြင်ပေါ့နော်လူဦးရေထူထပ်ပြီးတော့လေဝင်လေထွက်မကောင်းတဲ့နေရာတွေမှာဆိုလို့ရှိရင်လည်း TB ရောဂါကူးစက်နိုင်ခြင်းရှိပါတယ်။ TB ရောဂါကာကွယ်ဖို့ဘာတွေလိုအပ်တယ်လဲ။ TB ရောဂါမဖြစ်အောင်ကာကွယ်ဖို့ဆိုလို့ရှိရင်ကိုခံအားကောင်းအောင်နေထိုင်တာကထီရောက်တဲ့နီလန်းတစ်ခုပဲဖြစ်ပါတယ်။အဟာရမျှတအောင်စားတောက်မယ်။စီးချိုသွေးချိုလူနာတွေကလည်းသွေးရင်းတခြားတဲ့ကိုထိမ့်သိမ့်မယ်။အရက်အလွန်ကြုံတောက်တဲ့သူတွေကလည်းအရက်ကိုလျှော့ချပြီးတော့ကျန်းမာရေးကောင်းအောင်နေထိုင်သင့်ပါတယ်။ ဒါအပြင် TV ရှိတဲ့လူနာရဲ့အနေနဲ့ပေါ့နော်လူတွေနဲ့အခန်းခွဲပြီးတော့နေထိုင်မယ်အိမ်မှာလေးဝင်လေးထွက်ကောင်းအောင်လုပ်မယ်ချောင်းဆိုးနာချီတယ်ဆိုလို့ရှိရင်လည်းဗဇက်နဲ့နှာခေါင်းကိုအုပ်ထားသင့်ပါတယ်ဒါအပြင် TV ဆေးကိုလည်းဆရာဝန်ရဲ့ညွှန်ကြားချက်အတိုင်းအချိန်မှန်မှန်နဲ့ လာအပြည့်တော့ရပါမယ်ကိုယ်သဘောနဲ့ကိုရက်လို့မရပါဘူးတကယ်လို့တခုခုဖြစ်တယ်ဆိုလို့ရှိရင်တော့ဆရာဝန်နဲ့တွားရောက်တိုင်ပင်သင့်ပါတယ်ဒါလောက်ဆိုလို့ရှိရင်တော့ TB ယောဂာနဲ့ပတ်သက်တဲ့အချက်လက်တွေကိုတိထားပြီလို့ထင်ပါတယ်နောက်ဗီဒီယိုတွေမှာမှပြန်လည်ဆုံတွေ့မယ်နော်အနန္နစေနာဖောင်ဒေးရှင်းရဲ့ကျမ်းမာရေးပညာပေးစီစဉ်တွေကိုအနန္နစေနာဖောင်ဒေးရှင်း Facebook page မှာ like and follow လုပ်ထားပြီးကြည့်ရှုနိုင်လို့အနန္နစေနာဖောင်ဒေးရှင်း YouTube TikTok channel ကိုလည်း like and subscribe လုပ်ပြီးကြည့်ရှုနိုင်ပါတယ်